ကဲမင်္ဂလာပါကိုတို့ဒီတေဘယ်၄ယောက်နော်ဘိုင်းနှစ်ကနေကိုတို့ထပ်ပြီးတော့ဆက်သွားမယ်အပိုင်းတစ်မှာကိုဘယ်ထိပြီးသွားပြီလဲဆိုတော့ဒီ distribute row တို့ distribute column တို့ပေါ့နော်အဲ့ဒါလေးပြီးသွားပြီဒီမှာ alignment ချိန်တာတော့အခုစကနေကပြောထားတာဖြစ်တယ်ပေါ့နော်အဲ့ဒါထပ်ပြီးတော့မှတ်မိအောင်လို့အခုဆက်ပြောပေးတာโอเคဆက်သွားလိုက်အောင်နောက်ထပ်ပါရှိလဲနော်ကြည်လိုက်မယ် ောက်တစ်ခါကကျတော့ဗာလဲဆိုတော့ test direction ပေါ့ test direction ကကိုဒီမှာနမူနာပြထားတဲ့ပုံကိုကြည့်ရင်ကိုအလွယ်တကူသိနိုင်တယ်ပေါ့နော် test direction ဆိုတာဗာလဲပေါ့ test direction ဆိုတာပုံမှန်အဖြစ်ကတော့ horizon နဲ့ပဲရိုက်တယ်နော်အဲ့ဒါကိုဘယ်လိုသွားမလဲပေါ့90ဒီဂရီဒီလိုသွားမလားပေါ့နော်ဇင်အားကွက်ထဲမှာနော်ဆဲကွက်ထဲမှာ90ဒီဂရီဒီလိုသွားမလားဒါမှမဟုတ်အဲနိုင်လက်တယ်လို့ဆိုပြောင်းပြန်လှည့်မလားအတဲလှည့်မလားဒါမျိုးလေးပေါ့နော်ခုတို့ကြည့်လိုက် ီ declaration ဆိုတာလေးကိုအကုန်လုံးကတော့ဆက်လက်ပေးဖို့တော့လိုတယ်နော်ကွန်ပျူတာမှာကဘာကိုပဲလုပ်လို့ဆက်လက်ပေးဖို့တော့လိုတယ်အဲဒါကြောင့်အရင်ဆုံးအကုန်လုံးကများသောအားဖြင့်တက်တာလေးရှင်ပြောင်းရတာတွေက rule ဒီ header rule တွေပေါ့နော်ခေါင်းစည်းတွေခေါင်းစည်းတွေမှာဘယ်လိုအားမျိုးတွေလဲဆိုတော့အခုတော့ပါတဲ့ data ကတော့နည်းတယ်ခဏန်းလေးတွေပဲဒါပေမဲ့ခေါင်းစည်းမှာတော့ငါတို့ကခေါင်းစည်းမှန်တည်အောင်တက်ရတဲ့စရန်ရှည်တာမျိုးတွေကြာရင်တော့တက်တာလေးရှင်နဲ့လှည့်ပေးရတာမျိုးတွေရှိတယ်အဲ့တော့ လွယ်ပါတယ်လိုက်ကြည့်အောင် let's go အခုအခု microsoft တဲ့ကိုတွားလိုက်ပါပြီ microsoft တဲ့မှာအခုကဒီမဲ့ဇေယားတိုင်းများတဲ့ဟာကိုအခုပြမှာဖြစ်ပါတယ်ဥပမာဒါဆိုရင်နော်ဒါဆိုရင်အခုကစလုံးတွေအတူောက်တွေသွားတာဗောနော် Jan February March April May June September October November ဒါတွေကအတူောက်လေးတွေသွားတာသူတွေကိုအပြစ်ရေးမဲ့ဆိုရင်တော့ငါတို့ကမဆန့်တော့ပါဘူးเนาะ ဒါဆိုရင် January မှာလည်းဒီတိုင်း February မှာလည်း FBRU ရပါတယ်နော် MARC April May June July September AUGUSD AUG AUGUSD August September SCPD EMB ရလုံးဝမှာကိုအဆင်ပြေတဲ့အနေအထားကိုမတွေ့ရပါဘူးနော်အဲ့ကြတော့ကိုကအဲ့စရံလေးတွေကိုဒါနော်ဒီသူ့ရဲ့ရိုးလေးကိုဒီလိုလေးကျင်ပေးပြီးတော့စရံလေးတွေကတက်တာလိုက်ရှင် 90ဒီဂရီလှည့်နိုင်မယ်ဆိုရင်တော့သူတေချာလေးဆန့်သွားနိုင်တယ်အဲတော့ကိုကပြောထားတဲ့အတိုင်းပဲဆက်လက်ရင်ပေးရမယ်နော်ပြီးရင်၄ယောက်တည်းဟိုသွားနော်တေဘယ်၄ယောက်နော်တေဘယ်ကိုဆက်လက်ပြီးမှထွက်တဲ့၄ယောက်တည်းသွားပြီးရင်ဒီ test direction ကိုကိုတို့တစ်ချက်နှိပ်လိုက်မယ်ပုံမှန်အဖြစ်မတို့မျိုးလုံးကဖက်လိဖက်တာရှိတာကနော်စလုံးအစကအောက်ကစမှများသောအားဖြင့်ဒီလိုအပေါ်တော့ဖတ်တဲ့တိုင်းများတယ်ပေါ့နော်ဒီလိုကြရင်ငါတို့ကဒီလိုမျိုးနည်းနည်းအားတန်တယ်ဒီလိုဆိုရင်တော့ခေါင်းကြီးစောင်းနေရမလို့ဘူးငါတို့ တိတယ်သူကအခုနောက်တစ်ချက်ထပ်လဲလိုက်တယ်အေးဒါမျိုးလဲဆိုရင်တော့အခုလိုအနေနဲ့ဖတ်လိုက်ဖတ်လိုက်ရှိတယ်အဲ့တော့ရေးကြအောင် G A N U A R Y နော် F B R U A R Y Mass April May June July August နော် A U G U S D S C P T E S C P T E M B September ကဲဒီလိုမျိုးနေသားလေးတွေဆိုရင်တော့တက်တာလေးရှင်ကိုအသုံးပြုတာဖြစ်ပါတယ်ပေါ့နော်အဲဒါဆိုရင်တော့နားလည်မယ်လို့ထင်တယ်ဒီ test data ရှင်ကတော့အဲ့ဒါပါပဲဒီ cell margin ကဘာလဲဆိုတော့ cell margin ကကြတော့ဒီ cell ကွက်လေးเนาะအခုချင်းချင်းချင်းပြောเนาะဒီ cell ကွက်လေးရဲ့စာနဲ့ဒီ cell ကွက်လေးရဲ့စာနဲ့ဒီ border line နဲ့ဘာလို့ကဘယ်လောက်လေးကတ်မလဲဘယ်လောက်လေးချာမလဲဆိုတော့သူက အဲတက်မှတ်ပြီးတာပေါ့နော်အော်တိုအတိုင်းကတော့ဘူးကောင်းတယ်ဒါပေမဲ့အနေထားအရဒီစားရဲဒီတဲမှာဆန့်ကိုဆန့်မှာဖြစ်မှာဒါပေမဲ့လည်းဇရားတိုင်းဘေးလေးနည်းနည်းလေးကတ်လို့ရရင် ကောင်းပါပဲဆိုတာမျိုးဆိုရင်တော့မတို့ကအဲဆဲမှခြင်းနဲ့ချိန်မယ်ပေါ့ဘယ်လိုဟာမျိုးလဲအကိုပြမယ်အကြောင်းအရာနော်အကိုလက်နဲ့ညှိလိုက်ပြီးအကြောင်းအရာကနော်ဒီဇက်လက်ဇင်ဝင်ငွေများကအတိုင်းတာတစ်ခုအတိုင်းတာတစ်ခုအထိ လုံလောက်တော့လေเนาะမထင်မှတ်မထားတော့ထင်မှတ်မထားတော့เนาะထင်မှတ်မထားတော့ကိစ္စရဲ့များပေါ်လာရင်လုံလောက်မှုမရှိဘူးဒါကိုလျှောက်ရရเนาะလျှောက်ရနေဆိုဟိုပေါ့ဒေတာတစ်ခုနေနဲ့ကိုရေးလိုက်တယ်အဲ့ဒီမှာမှအခုပြမယ်ဒီလဆိုတဲ့အစလေး ਨੇ ဒီ border line နဲ့အကွာအဝေးက test မှာခြင်းပဲဟုတ်ပြီနော်အခုချိန်ကြည့်အောင်ပုံမှန်အပြည့်တော့ဒါ auto ပဲထားကြတယ်ပေါ့နော်အခုကသိအောင်လို့ဒါထည့်ပေးထားတာနော်ဆဲမှာခြင်းကိုသွားလိုက်တယ်သူကဘယ်လောက်ရှိလဲ0.08 left နော်တိုင်လေးနဲ့စာနဲ့အကွာအဝေးသူ piece margin လို့ပဲပေါ့နော် margin ဆိုရင်စာရွက်စာနဲ့စာရိုက်မဲ့နေတာဒီ table မှာပါတဲ့ဆဲမှာခြင်းကြတော့ဇာတ်တိုင် border line နဲ့ ဆာဆိုင်ရတဲ့နေရာအကွာဝေးပေါ့နော်ဒီမှာဆိုရင်0.08ဆိုတော့ကွာတုတဲ့ကြီးလိုက်မယ်နော်0.1နော်2ပေါ့နော်0.2ဆိုရင် तू ဘယ်လောက်လောက်ကတ်သွားလဲဒါဆိုအများကြီးဝေးသွားတယ်နော်အများကြီးဝေးသွားတယ်အဲ့တော့သူ့ရဲ့ဆဲပါခြင်းကိုကိုထက်သွားမယ်နော်0.001ဆိုရင်โอเคနော်ကတ်သွားပြီဒါမျိုးလေးပြောပါဘောနော်အဲ့တော့သူ့ရဲ့နေသားပုံမူတည်ပြီးတော့ ငါတို့အနေနဲ့ဒီဆဲမာဂျင်ထဲမှာရှိတဲ့စာရီနဲ့ border line တွေနဲ့ဘလောက်ထိကတ်ချင်တယ်လဲဆိုကတ်ချင်ကနေလေးတွေကိုပို့ပို့ပြီးတော့အကွာဝေးလေးတွေနဲ့ပေးသွားတာပေါ့နော်ဒါဝင်သူကဇာတ်တိုင်နဲ့စာနဲ့ကို0.08 inch တော့ခွာပေးထားတယ်အဲ့ဒါငါတို့မှ0.008ကိုလုံးလိုက်တဲ့အခါမှာတော့အကုန်လုံးကအနားကိုကတ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်နားလည်မထင်နဲ့နော် အဲ့တော့ဒါလေးတွေကအသုံးတက်လားဆိုတော့လိုအပ်ရင်လည်းသုံးရတယ်များသောအားဖြင့်တော့ဇီယားကသူ့အနေနဲ့ဒီလောက်လောက်ခွာမှလှမယ်ဆိုပြီးတော့ဒီ software ကနေ auto ချိန်ပေးထားတဲ့အတိုင်းလေးကတော့အဆင်ပြေဆုံးပေါ့နော်နောက်တစ်ခုပါလဲဒီ A to Z ဒီတို့ကြီးစင်ငယ်လိုက်ငယ်စင်ကြီးလိုက်စီတာကတော့ဒီမှာကနည်းနည်းလေးတိုင်ပတ်ပါတယ်ဒီမှာထားခဲ့မယ်အိတ်ဆဲမှာကြာမှာအဲ့လိုလုပ်မယ်ပေါ့နော်နောက်တစ်ခုသွားရအောင်โอเคเนาะတက်တာလိုက်ရှင်ပြီးပြီ နော်ဆဲမာဂျင်ဆိုတာဇရားပေါ်လာလိုက်နဲ့ test အကွာဝေးကိုချိန်ကြီးရမှာအသုံးပြုတယ်နားလည်းမထင်နဲ့နော်နောက်တစ်ခုက repeat header rule နော် repeat header rule အဲ့ဒါကခုနကအကိုတို့ဟိုထဲမှာပါပြီးသားပဲနော် table property ထဲမှာပါပြီးသားတွေ့ကြည့်အောင်နော်အကိုတို့ home ကိုပြန်သွားလိုက်မယ်နော်အကိုတို့ကျင့်တဲ့လေးကျင့်တဲ့ဇရားလေးတွေကတော့ဒါလေးတွေပဲဖြစ်လို့ပြန်ပြန်ပါလာတာပေါ့နော်အဲဒီမှာဆိုရင်အကိုတို့ repeat header rule တက်ပြီးသားလေနော် ဒီဟာကိုမတက်လည်းဘာမှမဖြစ်တော့ဘူးเนาะသူတက်မဲ့ဟာကိုတော့ဘာလို့ဘာလို့မလဲသူ့ရဲ့ header တော့တော့ကာစားချထားမှာเนาะဒါဆိုဒီ repeat header တော့ဘာလို့ table property တွေကနေတက်ထားတာတကယ်တမ်းเนาะဒီနေရာကိုအမှန်ကြီးချစ်ပေးထားတာဒီနေရာကိုပြန်ပြုတ်ဖြုတ်လိုက်မယ်เนาะပြန်နှိပ်လိုက်ပြီဆိုရင်နောက်မှမပါတော့တာကိုတွေ့ရလိမ့်မယ်ဒီမှာကြည့်เนาะ repeat header တော့ဒီမှာတက်တယ်ဒီမှာပြန်ဖြုတ်တယ်အဲ့တော့ table property တွေကနေဒီထဲကိုတွားမနေတော့ဘူးပေါ့เนาะ auto အလွယ်ပဲတက်လိုက်တော့မယ်ဘယ်ကနေတက်မလဲဘာလို့တက်မလဲ ဟေရာရိုးခေါင်းစဉ်ရိုးကြီးကိုအဓိကကာစာသွားထောက်မယ်ပြီးရင်ဒီမှာရပီဟေရာရိုးစာကိုအွန်လိုက်တာနဲ့သူကဒီမှာရိုးတွေတွေ့တွေ့မယ်နော်ဒီမှာတော့မြင်လာနော်သူကလည်းဒီမှာဆင်းနေဆိုဒီမှာလည်းပါလာပြီဒါအောင်ပြန်ဖြုတ်ရင်ဒီမှာခေါင်းစဉ်မပါတော့ဘူးတွေ့လာโอเคเนาะเออรับี้เอราโรปเนาะโอเคเนาะနောက်တစ်ခုပါလဲအဲရပီးเอราโรကိုလွယ်လွယ်ပဲဒီအနေနဲ့တက်လိုက်ပေါ့เนาะနောက်တစ်ခုက compact to deck တရှိပါလေဇရာတဲ့စာတွေကတော့စာပိုက်ဖြစ်ပြန်ပြီးတော့ပြင်ဘက်ကိုပြန်ထုတ်ချင်တဲ့အခါမှာတော့ဒါမျိုးပုံတုံးတယ်ပေါ့နော်အဲ့တော့ compare to text ဟုတ်ပြီနော် compare to text မှာအဲ့ဒီ box ထဲမှာ option ၄ခုပါတယ် paragraph map နေနဲ့သွားမလား depth depth ခုံထားတဲ့ပုံစံသွားမလား comma comma တွေနဲ့သွားမလားဒါမှမဟုတ်အားသာတခြားနည်းနဲ့သွားမလားလောက်ကြည့်အောင်နှစ်ခုသုံးခုလောက်အဲ့တော့ကိုကဒီဇရာတဲ့ data တခုကိုလောက်ချလိုက်မယ်ပေါ့နော်အဲ့တော့ဘာလုပ်မလဲဒီဇရာလေးပဲကို copy ကူးလိုက်မယ်ပေါ့နော် ဒီဇာတ်လေးကို copy ကူးမယ် control c နဲ့ကူးလိုက်ပြီးနောက်ပြီး control f ကိုနှိပ်လိုက်တာ ਨੇ နောက်ဆုံးစာမျက်နှာရောက်ပါတယ် control enter ကိုနှိပ်လိုက်ပြီးเนาะဒီစာဘိုက်ကကြတော့အလဲကြီးမလိုချင်တော့ဘူးเนาะဒီစာရွက်ကြနောက်ဆုံးစာရွက်ကိုအလဲကြီးမလိုချင်ဘူးဆိုတော့လေးယောက်ကိုတော့ paste တဲ့ကိုတော့ထောင်လိုက်မယ် portrait ဒီတိုင်းတန်းမရပါဘူး apply to မှာ display forward ပေါ့เนาะငါတို့ကာစာချထားတဲ့နေရာကနေစမယ်လို့ပြောလိုက်တာထောင်သွားပါပြီเนาะအဲ့ကြတော့ control v โอเคဒီကောင်ကိုဆက်လက်ပေးလိုက်မယ် ဆက်လက်ပြီးတော့လေယောင်ကိုသွားမယ်ကွန်ဗက်တူတက်ဒီဘောင်လေးကြာလာပါပြီနော်ပါရာဂရက်အနေနဲ့ရင်ဆိုင်ကြအောင်โอเคဟောနော်ငယ်ငယ်ရောခရီးကရများတာဗောနော်ပါရာဂရက်အနေနဲ့သူကဒီနောက်တစ်ခွက်ဆိုရင်အန်တာခောက်ထားတယ်လို့နားလည်တာမျိုးလို့နော်အဲ့တော့ဘာလို့အဲ့ option ထဲမှာမှာပါရာဂရက်နဲ့မသွားနေတော့နော် ပါရာဂရက်နဲ့မသွားနဲ့တက်ကီးနဲ့သွားကြည့်အောင်တက်ကီးကတော့ကိုယ်ကပြန်ကူးရတာလွယ်သွားပြီဒါကဘော်ဒါလိုင်းတွေပါဖြောက်ခတာမဟုတ်တော့ဘူးเนาะဒီမဲ့ရိုးရိုးစာပိုက်လိုဖြစ်သွားပြီနားလည်မယ်เนาะအဲ့တော့ဒီကောင်ကဘော်ဒါလိုင်းဖြောက်ထားတာဗာလားသိကျင်တော့ငါပြောဗာပြန်လုပ်မလဲဆိုရင်เนาะဒီဘက်မှာဆိုဒါဒီလိုထောက်ထားလိုက်ရင်ကိုသူကဒီထဲမှာတေးဘယ်ဒီဇိုင်းနဲ့လေအောင်တက်မလာတော့ဘူးဟုတ်ပြီเนาะဘော်ဒါလိုင်းဖြောက်ပြရကြတော့အဲ့လိုမဟုတ်ဘူးသူ့ကိုထောက်လိုက်ရင်ကိုဗာဖြစ်မလဲဆိုတော့သူကဒီထဲမှာပါပြီးတော့ဗာပါမလဲဆိုတော့เนาะ ဒီလိုထပ်လိုက်ရင်ကိုသူကဒီပုံမှာ table design နဲ့၄ယောက်ဆိုပါတယ်နော် okay သူတော့မယ်၄ယောက်ကိုသွားမယ် view grid line ကိုဖြောက်လိုက်ဒါဇေယားလာနော်ဒီကောင်ကြည့်နော်ဒါဇေယားလာစာပိုက်လာငါတို့သိကျင်နေဆိုရင်သူ့ကိုလဲကောင်မှာကြိုက်တဲ့နေရာမှာကာဆာလေးတစ်ချက်ထောက်ပြလိုက်ဒါတော့သူ table design နဲ့၄ယောက်နဲ့ပေါ်လာပြီဆိုကြတဲ့အသေးချာနေတာ table okay နောက်ဆုံးသွားကြအောင် okay ဒါ နော် border line ဖြောက်ထားတဲ့ဇေယားလားဒါမှမဟုတ်ရိုးရိုးစာပိုင်းလားကာတာတစ်ချက်ထောက်လိုက်မယ်ဒီမှာဒီပဲ design နဲ့လေးအောင်ပေါ်တော့ဆိုရင်ဒါစာပိုင်းကြီးတန်ကတို့ကြိုက်တယ်လို့ညှိလို့ရပြီအဲ့လိုမျိုးပြောမှာနော် okay နော်နားလည်မယ်ဒါဘယ်ကနေလုံးလိုက်တာလဲဆိုတော့ကိုတို့ကဇေယားကနေပြောင်းချပလိုက်တာနားလည်မလားနော်နားလည်မယ်ထင်တယ်နော်ဇေယားကနေပြောင်းချလိုက်တာပြန်ခေါ်လိုက်ပြီအဲ့တော့ဒီမှာဇေယားတစ်ခုလုံး select ပေးလိုက်မယ်လေးအောင်ကိုပြန်သွား convert to text comma သူဘယ်လိုပြလဲပေါ့ comma တွေနဲ့ပြပါတယ် เนาะခုနကတော့ tab ခုံထားတဲ့ပုံစံပြရဲခုကတော့ဒီ column တစ်ခုတစ်ခုကြားထဲကနေအကွာဝေးလေးတွေကိုသူက comma လေးနဲ့ပဲခံပြီးလိုက်တော့တယ်ပေါ့เนาะโอเคနားလည်မယ်เนาะအဲ့တော့ဒီမှာဒီလောက်သုံးတဲ့ကိုဒီကောင်ကအဆင်ပြေပါတယ်ပေါ့เนาะအာသာကတော့ဒီဘာကြီးလောက်တာအာသာအနှုတ်လေးနဲ့ပြရမလားပေါ့เนาะချားတင်ဂီတာလေးနဲ့ဘာပြရမလဲပေါ့နားလည်မယ်လို့ထင်ပါတယ်โอเคအဲ့ဒါပြီးတော့ဗာလဲဒီမှာဆိုရင်ကိုနမူနာပြထားတဲ့ဒီဇာတ်ကြီးကို တက်နော်တက်မဟုတ်ဒါဆိုကိုကွန်မာနဲ့ပြောင်းပလိုက်တာဒါဆိုကွန်မာလေးနဲ့ထွက်လာဘူးနော်โอเคနားလည်မယ်တင်နေ formula ကတော့ a0 ကတော့ power အကောင်းဆုံးပေါ့နော် a0 ကတော့ powerful ဖြစ်ဆုံးပေါ့ အဲဒီမှာပဲပေါင်းတာနှုတ်တာမြောက်တာစားတာဒီလိုမျိုးတွက်တာချက်တာဆိုရင်ဇေယျတော်မှန်နဲ့ Microsoft Word ကိုမရွေးပါနဲ့အဲဒီကိုရွေးချယ်ပါဒါပြီးတာနဲ့နောက်လည်းသင်ငန်းစာကအဲဒီစားပါပြီနော်အဲတော့ Microsoft Word ကိုအောက်တက်ကြည့်အောင်လို့ကိုတို့တေချာလေးပြန်လေ့လာခဲ့ဒါမှအဲဒီထဲမှာじゃအကိုတို့နေအခက်ခဲနေမှာအဲဒီထဲမှာကကိုကပုံထည့်တာတွေ เนาะရှိပ်တွေထည့်တာတွေဘာတွေဒါတွေကိုတိတ်မပြောတော့ဘူးအိဇဲကအဓိကသွားမှာကဏန်းတွေကိုငါတို့ဘယ်လို management လုပ်မလဲဘယ်လို formula တွေတွင်းကြမလဲပေါ့เนาะသူများတွေတွင်းထားတဲ့ formula ကိုငါတို့ဘယ်လိုပြန်စစ်မလဲเนาะအခြေခံအနေနဲ့ပိုင်ပိုင်နေနေသွားမယ်အဲအိဇဲရဲ့သဘောတရားကိုသိသွားရင်မင်းတို့တွေကစင်းကိုဝါသနာပါတဲ့လူက advanced အိဇဲကိုထက်လိုက်เนาะ advanced အိဇဲကို design တင်လို့မရဘူးငါတို့ကစင်းရဲ့နော် ACCA တို့ဘာတို့ဒါမျိုးပေါ့နော်အရင်က LCCI တို့စင်းရင်းနဲ့ဆိုင်တဲ့ training တွေနော် တက်ပြီးတော့မှ advance easy ကိုတက်လိုက်ရင်တော့ပို့ပြီးတော့ကောင်းမယ်လို့ကျွန်တော်ကြံပေးခြင်းတယ်ဗောနော်အဲ့တော့ဒီစားမှာလောလောကူကူလဲပေါင်းလို့ရတယ်ဗောနော် okay အဲ့ဒါလေးကိုနမူနာပြမယ်နော်ကိုနမူနာပြတဲ့ဇာတ်ကိုကြည့်အောင်ဒါဆိုရင်ကိုကဒီမယ်နော်ခဏလေးတွေကို auto ဆန်းနဲ့ပေါင်းပလိုက်တယ် formula အနေသူကဘေးလိုက်လေရတယ်ထောက်လိုက်ရတယ်နော်အဲ့တော့သွားမယ်သွားလိုက်ပါမယ်ဗောနော်ဒါလေးပဲကိုနမူနာ copy ကူးလိုက်မယ် control c နောက်တစ်ခုကဟိုဒီကနေအန်ကိုနှိပ်လိုက်မယ်เนาะအဲ့ရနေကွန်ထရန်တာပြီးရင်ထထုတ်ပြီးเนาะဒီနေရာမှာကငွေပမာဏပဲထည့်တော့မယ်ပေါ့ကဲနော်ဒါတူတယ်ပေါ့ဒါရီယာကိုအနေနဲ့ဒါဟိုကတော့ fake เนาะ fake data ဆိုတာကဘယ်လိုပြောမလဲအဲလောလောဆယ်အခုလိုလေ့ကျင့်ရတဲ့ data တွေပေါ့เนาะ အဲ့ဒါတွေကိုမင်းတို့ကိုကလောကကိုစနစ်တကျနော်လောကမဲ့ဟာတွေကိုအကွာပြန်ပြီးတော့ပို့ပေးအောင်ပါမင်းတို့ဓာတ်တွေလောက်ကြည့်ဓာတ်တွေလောက်ကြည့်ဒါကိုတို့လုပ်ငန်းဝင်အကိုလောက်နေတဲ့ project တွေဒါတွေကိုမင်းတို့ဒီလိုလောက်ပါဆိုတဲ့အနေထားနဲ့အကွာ comment ပေးပြီးတော့လောက်တော့မပြဘူးဒါပေမဲ့ဘယ်လိုလောက်ရလဲဆိုတော့အကွာရှင်းပြပြီးတော့မင်းတို့လေ့ကျင့်ခိုင်းပါပေါ့နော်ဒါပေမဲ့အဲ့ဒါတွေထိသွားရဲ့နည်းနည်းလေး step ပြီးသွားလိမ့်မယ်လောလောဆယ်ကိုတို့ဒီ Microsoft ကိုဒီလိုလေးပြီးသွားပြီပေါ့ကွာနော် Excel ကိုသွားမယ်ပေါ့ နားလည်ပဲเนาะဒါပေမဲ့အခုသင်နေတာဆိုတချို့ကဆို advanced level တွေပုံစံမျိုးတွေရှိရပါဘောเนาะတကယ်လုပ်ငန်းဝင်မှာပဲသုံးတဲ့အနေထားလေးတွေပါတာပေါ့ okay သွားကြည့်အောင်ဒါတော့ mouse ပေါ့เนาะနော်ဒီမှာဒီမှာဆိုရင်မြားလေးနဲ့ပဲဆင်းတော့မယ်เนาะအဲ့ဒါဆောက်ကိုလိုပေါ့နော်စေကူးရရှိတဲ့ကဏန်းနေနော်မပါနမူနာပြခြင်းလို့တာထည့်ထားတာ โอเคတော့ခဏလေးဖြစ်တဲ့အတွက်ဘယ်လိုနေလဲညာညီဝဲထားပါဘာလို့လဲဆိုတော့သူကတစ်ခုနဲ့တစ်ခုကဘယ်ဟာကပုံပမာဏများလဲသိဖို့ဆိုရင်ညာညီမအစဉ်ပြေမှာဒါဆိုရင်သူ့ရဲ့ရှင်းမှာတလုံးထွက်လိုက်မလို့သူအများဆုံးလုံငါတို့ခမန်းလို့ရโอเค၄ရောက်တယ်ဟုတ်သားမယ်နော်ဒါလည်းညာညီဝဲထားမယ်နော်၄ရောက်တယ်ဟုတ်သားမယ်နော်ဒီတော့ဖော်မြူလာကိုနှိပ်လိုက်သူကမေးတာနော်ဆမ်ပေါင်းမယ်အဘတ်ဘဝဟာပေါ့နော်โอเคဟုတ်တယ်ပေါင်းလိုက်ပြီသူ့ရဲ့ပေါင်းခြင်းဟာ 6ခွန်3ည3ည5ည5ည5ပေါ့เนาะโอเคအဲ့ဒါလေးကတော့အော်တိုဆက်လွယ်လွယ်ကူကူပေါင်းတဲ့နေရာမှာထည့်တာဖြစ်ပါတယ်နားလည်မဲ့ထင်တယ်เนาะ၄ယောက်ထဲမှာပဲပေါ့เนาะโอเคဒါဆိုရင်တော့အခုတို့ရဲ့ဒီဘယ်တွေကို management လုပ်တဲ့ကိစ္စပြီးသွားပါပြီပြီးသွားပြီဖြစ်တဲ့အတွက်ဒါလေးတွေကပြန်လေ့ကျင့်မယ်ဆိုမင်းတို့အတွက်လုပ်ငန်းခွင်ထဲမှာအရင်ကအခက်ခဲနေမဲ့ပုံစံကိုဖြစ်သွားမယ်เนาะအဲ့တော့ပြန်တော့လေ့ကျင့်မှာပြန်တော့ကြည့်ပါကိုယ့်ရဲ့ဖြစ်ချင်စိတ်နဲ့ကိုကိုကို လုပ်ငန်းခွင်ထဲမှာအထက်အထက်မဖြစ်အောင်ဆိုတာအပြင်မှာ လေ့ကျင့်ခဲ့မှာเนาะပွဲမဝင်ခင်အပြင်ကကျင်းပရတယ်လို့ပေါ့เนาะ rehearsal လုပ်ရတယ်မတို့အနေနဲ့အနည်းဆက်အနည်းဆက် data တွေနဲ့ကိုယ်လက်လန်းမိတဲ့ကိုယ်ပုံဝင်ခြင်းမှာရှိတဲ့ဘောင်ချာတွေပဲဖြစ်ဖြစ်ဇာတ်ထဲမှာပါတဲ့ဇာတ်တွေပဲဖြစ်ဖြစ် internet ကတွေ့တာပဲဖြစ်ဖြစ်ဒါလေးတွေငါလုတ်တက်လာမသိဘူးဆိုပြီးလုတ်ကြည့်တာမျိုးတွေနဲ့ကိုယ့်ကိုယ်ကို train နေမှာလူကရမယ်ကိုတောင်းကဘလောက်ပဲကောင်းတာကြီးတွေပြောပြောဘလောက်ပဲအသုံးတဲ့တာကြီးတွေပြောပြောဟုတ်ပြီနော်ကိုယ်တိုင်မလုပ်ရင်တော့ဘာမှမရဘူး နားလည်မယ်လို့ထင်တယ်နော်အဲဒါကြောင့်တချို့နေရာတွေကိုတမင်ခြံထားခဲ့တာပါငါတို့လုပ်ငန်းဝင်ထဲမှာလောလောဆယ်အသုံးတဲမရတွေပဲအခုတို့သွားတယ်ပေါ့နော်ဒီဘဲကို content တို့ဟာမျိုးတွေအခုတည်တည်ချာချာခြံထားခဲ့တယ်ဒါပေမဲ့တစ်ချိန်ချင်းကျအခုပြန်ထည့်ပေးမယ်ဘာဖြစ်လို့လဲဆိုတော့ server ကြီးအများကြီးလဲရိုက်ရအောင်မယ် management နဲ့အများကြီးလုပ်အောင်မယ်ပြီးရမှအဲဒီဘဲ content တွေခေါင်းစဉ်တွေကိုဘယ်လိုခွဲရလဲဆိုတာလက်ထပ်မှတ်အောင်မှာဖြစ်တဲ့အတွက်နော်အဲ့ဒါကခုအခုတို့ business အတွင်းနဲ့ထွင်းတဲ့ကာလမှာဒါကြီးကိုထပ်ပေးလိုက်ရင် strap ပြီးသွားမယ် အာမလုံးနိုင်တော့ပြင်းသွားပြီကွာဆိုပုံစံမျိုးဖြစ်မှာစို့လို့ဟိုခြံထားခဲ့ရနော်โอเคနောက်တင်ကစားမှာအိဇဲသွားမယ်အိဇဲတွေဘာတွေအကုန်လုံးကိုအခုအနေနဲ့အခြေခံလုပ်ငန်းဝင်ထဲမှာတကယ်ကိုလိုအပ်တာလေးတွေဦးစားပေးတင်ပြီးတဲ့နောက်ပိုင်းမှာတခုချင်းကိုမွမ်းမံဖြစ်သွားနေတဲ့ထက်ထက်ထည့်ပေးသွားမယ်နားလည်မယ်နော်အဲ့တော့မင်းတို့မှာညီကောင်မောင်သားရှိရင်လည်း Happy Share လုပ်ပေါ့နော်ဒီမှာကိုရိုးတက်တက်တင်တဲ့ မင်းမင်းကိုယ်တိုင်ဝင်ကြည့်ပါရတယ်เนาะအဲ့ဒါမျိုးလေသူတို့မျှဝေပြီးတော့ကြည့်ခိုင်းပါအကူကတော့ကိုယ့်ရဲ့ဗီဒီယိုတွေကိုဒေါင်းဝင်တော့လောလောဆယ်ပိတ်ထားတယ်ဘာဖြစ်လို့လဲဆိုတော့တချို့လူတွေကကြတော့အဲ့လိုတင်တန်းတွေကိုရှောက်ပြီးတော့ပတ်စံဝင်ပေးပြီးတက်အဲ့ရဗီဒီယိုတွေကိုဒေါင်းအဲ့မှာနာမည်ခွဲနေထပ်ပြီးတော့ဟိုပေါ့เนาะဘယ်လောက်9000 10000လောက်နဲ့တင်တန်းဖွင့်နိုင်လေရှိတဲ့အတွက်ဒီ online တင်နေဖြစ်တဲ့တွေကိုလောလောဆယ်တော့ထိန်းချုပ်ထားတယ်ဒါပေမဲ့မင်းတို့မင်းတို့အနေနဲ့လိုအပ်တယ်ဆိုရင်တော့ကိုသားကိုကိုသားကိုပြင်ပြလာပြောပြီနော်အကူကအဲ့ဒါကိုမင်းတို့ private telegram နေ အဲ့ဖိုင်ကိုလမ်းပုတ်ပေးမယ်နော်အဲ့လောက်ဒီကိုလုတ်ပေးမယ်အဲ့တော့ဒီမှာဒေါင်းဝင်ပိတ်ထားတဲ့စိတ်တက်မကြပါနဲ့အခုဘက်ကလည်းဒီလိုလေးရှိလို့ပေါ့နော်โอเคအဲ့ဆိုရင်တော့အခုတို့ Excel မှာပြန်တွေ့မယ် Microsoft ကိုပြန်ကြည့်ထားမယ်နော်2ရက်3ရက်ချိန်ရမယ်အခု Excel ကိုအခုပြင်ဆင်နေပြီနားလည်လား right see you